ရှားပါးတက်ကြီးမြန်ယောဂပရိုဂျီးရီးယားခန်းစားနေရသူများကြောင့်မင်္ဂလာပါရှင် knowledge ညမာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ကဘာတွန်းမှာရှိတဲ့လူလေးတန်းမှာတယောက်ခန့်သာခန်းစားရနိုင်ခြေရှိတဲ့ရှားပါးတဲ့အသက်ကြီးရမြန်တဲ့ယောဂကြောင်ကိုတင်ဆက်ပေးသွားပါမယ်။ဒီယောဂကိုခန်းစားနေရတဲ့သူတို့အတွက်ပြည်မြတတမ်းမှာအသက်၁၄နှစ်ခန့်ရှိပြီးတော့တချို့သောလူနာတွေကတော့အသက်၂၀ထိအသက်ရှင်နိုင်ကြပါတယ်။ ။ဒီယောဂါကမွေးရပါဗီဇချုပ်ရင်မှုကြောင့်ကလေးငယ်များရဲ့ခန္ဓာကိုယ်အိုမင်းမှုလက္ခဏာတွေဟာအလုံးမင်းမြန်ဆန်စွာပေါ်လာတဲ့ရှားပါယောဂါတစ်မျိုးပါ။ဒီထူးဆန်းတဲ့ယောဂါကို Progeria HGPS လို့ခေါ်ပါတယ်။ယောဂါလက္ခဏာအနေနဲ့ကြီးထွားမှုနေပြီးအရက်ပူက ကိုယ်လေးချိန်နေရအချိန်ကာလတစ်ခုဆိုရင်ရပ်တန့်သွားပါတယ်။အရေးပြားတွေကအဖိုးဖွားလိုတုန်နေပြီးအယိုးစစ်တရားလည်းကောင်းကောင်းမလှုပ်ရှားနိုင်ကြပါဘူး။ ဒီလိုအခြေအနေတွေကိုကောင်းကောင်းတောင်းခံနိုင်ရင်တော့သူတို့ရဲ့ရုပ်ရည်ကြောင့်အနိုင်ကျင့်ခံရနိုင်ပြီးတော့ကျင်းသေးမန်တဲပိုင်းမှာပါထိခိုက်နိုင်တဲ့အခြေအနေပါယောဂလက္ခဏာအရသူရဲ့ဦးခေါင်းကကြီးမာပြီးမေယိုသေးကနှကမ်းပါရကြပါတယ်။ဒါပြင်ဇီဝကာမဖြစ်စဉ်ယဒီယောဂကိုခန်းစားနေရတဲ့သူမှာနှလုံးသွေးကြောခြင်းယောဂနဲ့လေးပြတ်နိုင်ကြရလဲမြင်မှာပါတယ်။ လက်ရှိဒီယောဂါကိုအရှင်းပြောင်းစေတဲ့ဆေးမရှိသေးပေမဲ့ယောဂါခံစားနေရတဲ့သူတွေကိုအသက်ရှင်စဲမှာစံစမ်းမမရှိနေနိုင်အောင်နှလုံးနဲ့လေးပြတ်မှုအန္တရာယ်ကိုရှင်းချနိုင်တဲ့သွေးကြောထင်ချုံစိမ်၊ကြွက်သားနဲ့အရိုးစိမ်၊ကျန်းမာရေးအတွက်အာဟာရနဲ့လေ့ကျင့်ခန်းတို့နဲ့ကုသလျက်ရှိနေပါတယ်။ဒီယောဂါကိုခံစားရပြီးလူသိများတဲ့ Sunburns နဲ့ Heli Okinas တို့ကသူတို့ရဲ့ရှားပါးတဲ့ဒီယောဂါကိုလူသိများအောင်လို့ဆောင်ရွက်ခဲ့ကြပါတယ်။ ဆံကို1996မှာဘရူဂျီးရီးယားနဲ့မွေးဖွားခဲ့ပြီးတော့သူ့ရဲ့ရှားပါးယောဂနဲ့ရုန်းကန်မှုတွေကိုကဘာကိုသိစေဖို့အားထုတ်ခဲ့တဲ့သူပါ2023 TikTok မှာ My Philosophy for a Happy Life ဆိုတဲ့ကောင်းစဉ်နဲ့သူ့ရဲ့ယောဂအောင်အနိုင်ယူပြီးပျော်ရွှင်စွာနေထိုင်နည်းတွေကိုမျှဝေခဲ့ပါတယ်။ဆံက Progeria နဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေမြင့်တင်ခဲ့ပြီးဘဝကိုသင်ရဲ့အိမ်မက်တွေနဲ့ကန့်သတ်မထားပါနဲ့ဆိုတဲ့သူ့ရဲ့ဇာတ်ကားကလူငယ်တွေအတွက်စေစုံမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ်နောက်တစ်ယောက်ဟီလီအိုကင်းနက်စ်ကတော့ဖြီးတိမ်မှမွေးဖွားခဲ့တာပါဒီမှာဒူရာတစ်ချက်ကဆမ်မျောဟီလီယောနှစ်ယောက်စလုံးက အသက်ဆက်ရှင်နှစ်နဲ့ကွယ်လွန်သွားကြတာပါဟီလီယာပရိုဂျီရီယာနဲ့ပတ်သက်တဲ့အဆောက်အအုံကိုရှင်းသားခဲ့ပြီးသူမလိုမျောလင်းချက်မရှိတဲ့ယောဂါကိုခံစားနေခဲ့ရတဲ့သူတွေအတွက်စိတ်ဓာတ်ကွန်အားဖြစ်စေတဲ့အဆောက်အအုံကိုရှင်းသားထုတ်ဝေခဲ့ပါတယ်။ဒီတရားမှာ Helio Kenes Life with Progeria 2011 My Journey with Progeria စတဲ့နာမည်ကြီးရဲ့အဆောက်အအုံပဲဖြစ်ပါတယ်။ ။ဒါပြင်ဟီလီကပရိုဂျီးရီးယားရောဂါကုသမှုတွက်စေဝါစမ်းသပ်မှုတွေမှာလည်းကိုရန်ကိုကျပါဝင်ပြီးတော့ကူညီပေးခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့အသက်ရှိစဉ်လှုပ်ရှားမှုတွေကလောကယုံကြောက်ခါမီထွက်သွားခြင်းတဲ့သူတွေဟာစိတ်ဓာတ်မြင့်တင်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဒီကြောင်းကိုတင်ဆက်ပေးရတာကကျမတို့မြန်မာနိုင်ငံကြီးကအခုချိန်မှာအဖက်ဖက်ကပင်ပန်းနေကြတဲ့သူတွေဖြစ်ပြီးဆမ်နဲ့ဟေလီတို့လိုအသက်ရှင်စင်မှာပျော်ပျော်ရွှင်ရွှင်နဲ့လောကယုံရင်းရဲဝင်းဝင်းရင်းဆိုင်နိုင်စင်တို့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ဒီနေ့အကြောင်းအလေးကိုဒီမှာပဲရှင်းပြပါစေရှင်။အစုံလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဘ ഹു တုဒ္ဒရဆိုင်တဲ့အတူပြန်လာခဲ့ပါမယ်ရှင်။